မြပြန်လာတဲ့လူသားတွေဟာတယောက်နဲ့တယောက်နော်တရှိသမဲအရာတွေရဲ့ပုံမှာနော်ချစ်ချင်းဆိုတဲ့အဆိုတဲ့အစင်းနဲ့နှောင်ဖွဲ့နေကြတာတွေရှိတယ်ဖွဲ့ထားတာနှောင်ထားတာနော်သူကလည်းကိုကြောင့်မလွတ်လပ်ကိုကလည်းသူ့ကြောင့်မလွတ်လပ်ချစ်ချင်းနဲ့နှောင်ဖွဲ့ထားရတာနှစ်ဖြူကြီးနဲ့နဲ့ကြီးနှစ်ကောင်ရှိတယ်တဲ့အဲ့ဒါကိုလူနောက်တယောက်က နဖားကျိုးတစ်ချောင်းနဲ့ပူပြီးတော့ထိုးပြီးတော့ချီထားလိုက်တယ်။နဖားကျိုးကတစ်ချောင်းနဲ့နှစ်ဖလန်ချထား။ဒီဘက်မှာနွားတွေရှိပါလေတိမှာပါနှစ်ဖလန်ချတယ်ဆိုတာနဖားကျိုးကိုပါတော့ဂျိုးပေါ်မှာလေဘင်းမသွားမချီတော့ဘဲနဲ့အောက်ချထားဟုတ်လား။နဖားကျိုးတစ်ချောင်းနဲ့ထိုးပေးထားတယ်။ကွင်းလေးနဲ့ချီထားတယ်။အဲ့တော့နဖြူကြီးကစဉ်းစားတယ်။ဒီနနေကြီးကြောင့်ငါသွားခြင်းရမသွားအောင်မလွတ်လပ်ဖို့။နနေကြီးကလည်းစဉ်းစားတယ်ဒီနဖြူကြောင့်ငါသွားခြင်းရမသွားအောင်မလွတ်လပ်ဖို့။ <laughs> လို့စဉ်းစားရနော်အဲ့ဒီစဉ်းစားချက်နှစ်ခုသလုံးစီမှန်လားမှားလားလို့မေးရင်မှားတယ်နဖြူကြီးကြောင့်နည်းနည်းမလွတ်လပ်တာလည်းမဟုတ်ဘူးနည်းနည်းကြီးကြောင့်နဖြူမလွတ်လပ်တာလည်းမဟုတ်ဘူးဘာကြောင့်သူတို့နှစ်ကောင်မလွတ်မလပ်ဖြစ်နေတာလဲလို့မေးနဖားချိုးကြောင့်ဟုတ်လားအဲ့လိုပဲတရားမတော်ဦးဇင်းတို့တွေလည်းပဲတယောက်ကိုတယောက်နှောင်ဖွဲ့ထားကြတယ် အဲ့ဒီနှောင်ဖွဲ့မှုတွေကြောင့်သူလည်းပဲကိုယ်ကြောင့်မလွတ်လပ်ဘူးကိုယ်လည်းပဲသူ့ကြောင့်မလွတ်လပ်ဘူးအပေါ်ယံကြည့်ရင်တော့သူ့ကြောင့်ကိုယ်ကြောင့်လို့ထင်ရပေမလို့ဒီကတန်းကဘာကမလွတ်လပ်အောင်နှောင်ဖွဲ့ထားတယ်လို့မေးရင်ချစ်ချင်းတရားကနှောင်ဖွဲ့ထားတာ။ဟိုထင်တာကလူချင်းချင်းနှောင်ဖွဲ့နေတယ်လို့ထင်တာ။တကယ်တကယ်ကလူချင်းချင်းကနှောင်ဖွဲ့ထားလားမဟုတ်ဘူးနော်။ကိုယ့်ရဲ့ချစ်ချင်းတရားကပဲကိုယ့်ကိုနှောင်ဖွဲ့တာ။အဲ့ဒီချစ်ချင်းပြတ်သွားပြီဆိုလို့ရှိရင်လူချင်းချင်းကနှောင်ဖွဲ့လို့ရသေးသလား။မရအောင် တဏှဟသင်္ကတိတာကန္တသင်္တိမနောမယပုထုတဲ့တတ္တဝါတွေဟာများလာစွာသောချစ်ချင်းတရားတို့ဖြင့်အချင်းချင်းနှောင်ဖွဲ့နေကြတာရှိတယ်တဲ့တိဘုဒ္ဓဥပတပင်တည်တယ်အဲ့ဒီချစ်ချင်းဆိုတဲ့တရားဟာအဲ့ဒီတတ္တဝါကိုပြင်းထန်စွာပူလောင်စေလိမ့်မယ်တဲ့တတ္တမတဏှဟနာတော်စီဒါကြောင့်အဲ့ဒီချစ်ချင်းကိုငါမကြိုက်ဘူးတဲ့အဲ့ဒီမှာဦးဇင်းတို့စကလုံးလေးကိုအတိအကျစီစစ်ကြည့်နော်တိဘုဒ္ဓဥပတပင်တည် နော်ချစ်ချင်းတရားကအဲ့ဒီလူကိုပြင်းထန်စွာပူလောင်စေလိမ့်မယ်ဘုသာဆိုပြင်းပြင်းထန်ထန်တော့အိဗေရဥပတပင်တိဆိုတာပူလောင်တယ်ချစ်ချင်းကြောင့်ဖြစ်တဲ့ပူလောင်မှုလောင်ကျွမ်းမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးလို့ပြောတာပြင်းပြင်းထန်ထန်ပူပူလောင်လောင်ခါခါတီးတီးသွားတာဒါကိုနားလေဖို့လိုတယ်နော်ချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးအဲ့ဒါဒီနေ့မှာဦးဇင်းတို့ချစ်ချင်းကြောင့်ဒုက္ခရောက်တယ်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာကို လူတွေဟာတွေးမိကြတယ်များသောအားဖြင့်ချစ်စရာခင်စရာတွေနဲ့ချစ်နေခင်နေရရင်ตายမှုကြီးနှူးမှုအပြည့်နဲ့နေရတယ်လို့ထင်နေကြတာချစ်ခင်နှစ်သက်မှုမျက်နှာမှုဟာပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ပဲလူအများစုကထင်နေကြတာတကယ်တကယ်ကအဲ့လိုမဟုတ်ပြရတော့ anxiety တော့ကပြရတော့ anxiety ပဲရတယ်ချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်အန္တရာယ်ဆိုတာဖြစ်ရတယ်တခြားစဉ်းစားကြည့်လေ လက်တွေ့တရားဓမ္မတို့အင်းတို့ရဲ့စိတ်ထဲမှာပူလောင်နေရတာပင်ပန်းနေရတယ်တော်တော်များများကချစ်ရတဲ့မျက်နှာရတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ပဲပူနေကြတာဟုတ်တယ်မို့လားယသော်ဘုရားလက်ထက်ကရွာတကြီးတယောက်ယသော်ဘုရားအဲဒီကိုရောက်လာပြီးတော့မိခွန်းတစ်ခုမေးတယ်မေးတဲ့မိခွန်းလေးကအရန်တန်ဖို့ရှိပါတယ်အရှင်ဘုရားတဲ့အာတရားတဏှာကြီးတောင်းကြောသွားပြီပြောကြတယ်အများကြီးရှိသေးတယ် အမေးလဲဆိုတော့ပြောလဲစားတော့ဆုံးအောင်ပြောရတော့မှာပဲဟုတ်လားပြီးမှလူရင်းကိုချုံချရတော့မှာပဲဟုတ်လားအမေးလဲဆိုတော့မြတ်စွာဘုရားတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲတဲ့ဟောအရင်အရေးပါတဲ့မေးခွန်းတော့ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မြတ်စွာဘုရားဘာဖြေတော့ဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တဲ့ဝင်ငါပြောမယ်အဲ့လိုပြောတဲ့အခါမှာ ော်အတိတ်ကာလတုန်းကဘလို့ဘလို့တွေကြောင့်ဒုက္ခဘလို့ဖြစ်သွားတယ်ဒုက္ခဘလို့ချုပ်တယ်လို့အတိတ်ကာလကဖြစ်ရကိုအကြောင်းပြုပြီးတော့ပြောမယ်ဆိုရင်အာအဲ့ဒါငကိုတုန်းကဖြစ်ခဲ့တဲ့ကိစ္စပါလို့တခါကြီးကယုံကြည်မှယုံမယ်တဲ့ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့အနာဂတ်ကာလမှာအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမယ်ဆိုရင်အဲ့ဒါနောက်မှဖြစ်မဲ့ကိစ္စဆိုပြီးတော့ပေါ့ခြင်းပေါ့နေလိုက်မယ်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းငါမပြောဘူးတဲ့အခုလုံးလုံးစင်ဟုတ်လား ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမိတယ်ဟောစကားပြောဘလို့ကျွမ်းကျင်တယ်စဉ်းစားနော်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမိတယ်လောက်စိတ်ဝင်စားတဲ့အကောင်ပြောမပြောရသေးဘူးစိတ်ဝင်စားတဲ့ဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့တင့်ကမေးမယ်အဲ့ဒီတခါကြီးကဥရဝေလကပ္ပမှာနေကုန်းရောင်မှာနေတာ ဟောဒီဥရဝေလကပမာတဲ့တစုံတယောက်ဒုက္ခရောက်လို့ရှိရင်သင်ဒုက္ခရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ရှိသလားတဲ့ဘာကြောင့်မလို့တယောက်ယောက်သေးလို့တယောက်ယောက်နားလို့ဖြားလို့တယောက်ယောက်အကြီးကြီးဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒါလိုတယောက်ယောက်ရှိသလားတဲ့ဟာရှိပါတယ်ဗျာတဲ့တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒီတယောက်ယောက်ရှိသလားလို့မေးတာဘယ်လိုပြောလဲရှိတယ်တဲ့အဲ့လိုဆိုရင်ဆက်မေးမယ်တစုံတယောက်ဒုက္ခရောက်လို့သင်ဒုက္ခမရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ကိုရှိသလားတဲ့ ဟာအဲ့ဒါလည်းရှိတာပဲတဲ့နားလည်လားမသိဘူးနည်းနည်းပြန်ပြောမယ်နော်တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်သွားတယ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလားရှိတာပေါ့တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးကရှိလားရှိတာပဲလေတချို့ဘယ်သူဘယ်လိုပဲဒုက္ခရောက်နေနေမောက်နေနေလှမ်းနေလေကိုယ်နဲ့ဘာမှမဆိုင်တာလေဘာမှကိုယ်မှာဒုက္ခမရောက်အဲ့လိုလိုကမရှိဘူးလားရှိတယ်အဲ့ဒါမြတ်စွာဘုရားဘာပြောလဲဆိုတကယ်အဲ့လိုဆိုစဉ်းစားရတယ် ဒီတရားဒုက္ခရောက်ရင်တော့သင်ဒုက္ခရောက်ရတယ်ဒီတရားဒုက္ခရောက်ရင်တော့သင်ဒုက္ခမရောက်ရဘူးတဲ့အဲ့ဒါလို့ဘာဖြစ်လို့ကိုယ်ပြချာနာနေရသလဲတဲ့သူ့ကိုပြင်မေးတာနော်အဲ့တော့ဘယ်လိုပြောတော့ဆိုတော့မျက်စွာဗျာတဲ့တပိတော့ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှိုးရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့တပိတော့ဒုက္ခရောက်ရတာပေါ့တဲ့ဒီတော့ချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူ့သူဘယ်လောက်ပဲရောက်နေနေအဲ့ဒါတပိတော့ဒုက္ခရောက်စရာအကြောင်းမရှိဘူးတဲ့အဲ့လိုဆိုရင်တခါကြီးတဲ့သင်ကိုယ်တိုင်ပဲဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာသင်ကိုယ်တိုင်ပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲ ဘလောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းကိုညင်းလို့ရလားမရဘူးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဗာထက်ပြီးတော့ပြောလိုက်တော့ဆိုတော့တခါကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြရတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှမှုကြောင့်ပဲဒုက္ခရောက်နေကြရတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှမှုကြောင့်ပဲဒုက္ခရောက်ကြရတာ ဲ့တော့တကကြီးကဘာပြောလဲဆိုမှန်လိုက်တာဗျာတဲ့တပည့်တော်မြို့ရဲ့ပြင်ပမှာဒေယောရဲ့တာလီစိရပါဝါလေးဆိုတာရှိတယ်အဲ့ဒီကလေးအိမ်ပြန်ရောက်မလားမရှင်းတော့တနေရာဒီခွဲအိတ်တာနဲ့တို့ပါအိမ်ကလူတယောက်ကိုသွားကြည့်ခိုင်းရတယ်ပါကလေးချမ်းချမ်းမမရှိရလားသွားကြည့်ရသွားကြည့်ခိုင်းတဲ့လူပြန်မလားမရှင်းသူ့မှာယင်မနေရတယ်စိတ်ချရတယ်လို့မရှိဘူးတဲ့ဒါဆိုတော့လက်တွေ့တောင်သူကပြောတာနော်အဲ့ဒါပေးတယ်လို့ဒါကတရားဆိုတာကလောလောဆယ်ဟုတ်လားဖြစ်နေတာလေးတွေကိုအခြေခံပြီးတော့မှန်မှန်ကန်ကန်သိသွားရင်အလုံးမနှစ်သာတာမရှိဘူးလားရှိရဲ့နော် ဒါကြောင့်ခုဘုရားလုံးကပါပြောတော့ချစ်ချင်းဟာတတ္တဝါတွေကိုပြင်းထန်စွာပူလောင်စေတယ်ဒါကြောင့်ဒီချစ်ချင်းကိုသူမကြိုက်ဘူးလို့ပြောတာတရားမင်းရဲ့ကြည်စုကြောင့်တိလို့တဲ့စိတ်ကြောင့်ကျွတ်တို့သိရတာနော်ဟုတ်တယ်မဟုတ်လားအမြဲရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရားလေးမျိုးကင်းမရစေလို့ဘုရားလုံးကဆုတောင်းတယ်အဲ့ဒီတရားလေးမျိုးမှာဘာပြည့်ရှိလို့သင်ကင်းနေရတာတုံးလို့မေးလို့အခုဒီတရားလေးမျိုးရဲ့အပြစ်ကိုပြောလိုက်တာဟုတ်လားပြီးသွားပြီနော်